မင်္ဂလာပါကျွန်တော်တို့ရဲ့မြန်မာ Television Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ season မှာပြည်သက်တွေအတွက်တင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့အကြောင်းအရာကတော့ဂါဇာဒေသမှာအစ္စရေးကသူ့ရဲ့သူ season ထားတဲ့ဂါဇာစစ်တိုးချဲ့ရေး season အတိုင်းဂါဇာဒေသကို wipe back ပိတ်ဆို့ပြီးတော့စစ်ကြောင်းတွေပြန်ထိုးနေပါတယ်အဲဒါကြောင့်ဂါဇာဒေသထဲမှာအခြေအနေတွေဆိုးရွားကြတဲ့နေရာနဲ့ပတ်သက်ပြီးတော့အခုလက်ရှိဂါဇာရေးဘယ်အနေအထားဖြစ်နေသလဲဘာတွေဖြစ်ပေါ်တိုးတက်မှုရှိနေသလဲ အီဇရဲကရောဘာစဉ်းစားချက်တွေနဲ့အခုလိုမျိုးပြင်းပြင်းထန်ထန်ဂါဇာဒေသကိုပြန်လဲထိုးစစ်ဆင်တိုက်ခိုက်နေရတာလဲဘာရီရောဆက်ဖြစ်လာနိုင်ကြလဲဆိုတာကိုဒီနေ့စီစဉ်မှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အီဇရဲနိုင်ငံကအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ရှေ့လယ်ပိုင်းသုံးနိုင်ငံခီးစဉ်ဖြစ်တဲ့ UAE, Qatar နဲ့ Saudi Arabia နိုင်ငံခီးစဉ်မတိုင်ခင်ကဒီဂါဇာဒေသကိုထိုးစစ် GDF ထိုးတိုးချဲ့ပြီးတော့ဆင်နွှဲသွားမယ်ဆိုတော့သူ့ရဲ့ဒီစစ်ရေးစီမံချက်ကိုအဲ့ဒီဒေါ်နယ်ထရမ့်ရဲ့ အရှိလေပိုင်းခီးစဉ်မတိုင်ခင်မှာထုတ်ပြန်ကြေညာခဲ့ပါတယ်အရှိလေပိုင်းခီးစဉ်မှာလိုချင်တဲ့ရလက်ထွက်မလာဘူးသူမလိုချင်တာတွေဖြစ်လာတယ်ဆိုရင်ဒီစစ်ကိုစတင်ဖို့အတွက်ကြိုပြီးပြင်ဆင်ထားတဲ့ပုံစံမျိုးကိုအဲ့ဒီကလေးကကျွန်တော်တို့တွေ့မြင်ခဲ့ရပါတယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ဒီအရှိလေပိုင်းခီးစဉ်ပြီးဆုံးသွားတဲ့အချိန်မှာပဲဂါဇာရေးနဲ့ပတ်သက်ပြီးတော့ဘာမှလုံလောက်တဲ့ပြောဆိုချက်တွေလည်းမတွေ့ရဘူးအီဇရိုင်းနိုင်ငံကိုလည်းဒေါ်နယ်ထရန့်ဝင်မသွားတဲ့အပြင်ကို ဒီဂါဇာရေးနဲ့ပတ်သက်ပြီးတော့အစ္စရေးလိုချင်တဲ့ရလဒ်မျိုးတွေထွက်မလာတဲ့အတွက်ဒေါ်နယ်ထရမ့်ရှေ့လေပိုင်းသုံးနိုင်ငံကနေပြန်ပြီးပြီးချင်းမှာပဲအစ္စရေးနိုင်ငံကသူတို့ရဲ့ထိုးစစ်ကိုစတင်ကြောင်းကြေညာပြီးတော့အစ္စရေးမြေပြင်တပ်တွေကဂါဇာဒေသတွေကိုအလုံးရင်းနဲ့ဝင်ရောက်ပြီးတော့ဝိုင်းပတ်ပိတ်ဆို့ပြီးစစ်ဆင်တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ပါတယ်။အဲ့ဒီမတိုင်ခင်ကဂါဇာဒေသကို7ဘက်နီးပါးရက်သက်သက်ဘက်7ဘက်နီးပါးဝိုင်းပတ်ပိတ်ဆို့ပြီးတော့ဒီအကူအညီကားတွေရိတ်ခါတွေ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေဝင်ရောက်ခွင့်ကိုလည်းတင်းတင်းကြပ်ကြပ်ပိတ်ဆို့ထားခဲ့ပါတယ်။အဲဒီလိုမျိုးပိတ်ဆို့မှုကြောင့်ဂါဇာဒေသထဲမှာအကျက်သေးရဘလောက်ထိဆိုးရွားလာလဲဆိုရင်ကလေးငယ်တွေဟာဒီအစာရေစာပြက်လက်မှုတွေကြောင့်သိဆုံးတဲ့တဲ့င်းတွေစပြီးကြားလာရတယ်ပြီးခဲ့တဲ့ရက်တွေကဆိုရင်ကလီးငယ်တွေကစားလေးကကလီးငယ်တွေကအသက်သိဆုံးမှုတွေရှိလာတယ်ဆိုပြီးတော့နိုင်ငံတကာသတင်း BBC CNN ဒီ Al Jazeera စတဲ့နိုင်ငံတကာသတင်းဌာနကြီးတွေမှာစတင်ဖော်ပြလာတာကိုတွေ့ရမှာအဲ့လောက်ထိကိုအချိန်ကြီးအကြက်တဲ့ဆိုးရွား လာတာဖြစ်ပါတယ်ပြီးတော့နောက်ထပ်ပြဿနာဒီအဲ့ဒီလိုမျိုးတင်းတင်းကြပ်ပိတ်ဆို့မှုကြောင့်ဂါဇာဒေသထဲမှာဆေးဝါးပစ္စည်းတွေကလည်းပူရှားပါပြက်လက်လာနေတယ်လို့ဒီနယ်စီးမချဆရာဝန်များအဖွဲ့ကလည်းထုတ်ပြန်ပြောဆိုပြီးတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အကူအညီတွေဂါဇာဒေသတွေကိုလင်းလင်းမြန်မြန်နဲ့ဝင်ရောက်ခွင့်ပေးပြီးတော့လေကူလင်းမြန်စွာနဲ့ဖြန့်ဖြူးခွင့်ကိုပါပေးဖို့အတွက်ဒီနယ်စီးမချအဖွဲ့ကလည်း အဲတိုက်တွန်းထားပါတယ်ဒီလိုမျိုးစားနပ်ရိတ်ခါရေးပြစ်စစ်မီအစစရေရအဖက်ဖက်ကနေဖက်ပေါင်းစုံကနေဖြတ်တောက်ပိတ်ဆို့ခံရတဲ့အပြင်ကိုစစ်ကြောင်းထိုးလေကြောင်းကနေပါပြစ်ခတ်တိုက်ခတ်မှုဘုံကျဲမှုတွေပြင်းပြင်းထန်ထန်လှုပ်ဆောင်နေတဲ့အတွက်ဂါဇာပြည်သူတွေရဲ့အခက်ခဲဟာပေါ်ပြဖို့အတွက်နော်ဇကလုံးမရှိတော့တဲ့အနေအထားအထိကိုရောက်ရှိလာခဲ့တာကိုတွေ့ရပါတယ်ဒီအနေအထားကိုဂါဇာပြည်သူတွေကြုံတွေ့နေတာအခုမှမဟုတ်ဘဲနဲ့2023ခုနှစ်အောက်တိုဘာ9ရက်နေ့ဟာမတ်စ်တွေရဲ့အကြမ်းဖက်တိုက်ခတ်မှုပေါ်မှာအစ္စရေးကလက်တော့ပြန်တဲ့ တိုက်ခိုက်မှုစတင်တဲ့အချိန်နောက်ပိုင်းကစပြီးတော့ဒီအနေအထားကိုတောက်လျှောက်ရင်ဆိုင်လာခဲ့ရတာပါဒီကကြာကာလထဲမှာသူတို့သဘောတူညီချက်တွေရလို့စာရေးရိတ်ခါတွေရရှိရဆိုပေမဲ့မသိယုံသမဲဂါဇာပြည်သူတွေဟာရာရှင်စနစ်နဲ့စားတော့နေခဲ့ရတာဖြစ်ပါတယ်အထူးသဖြင့်ပိုဆိုးရွားတာဒီဒီလူတွေရဲ့အခြေခံလိုအပ်ချက်ဖြစ်တဲ့တောက်သုံးရည်ပြက်လက်တဲ့ကိစ္စတွေဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးပြဿနာတွေကိုလည်းဂါဇာပြည်သူတွေကဘယ်လိုဖြေရှင်းရလဲဆိုတော့ ီမြေထဲပင်တဲ့ကမ်းခြေကိုသွားပြီးတော့စားကန်ရေကိုပဲကြိုချက်ပြီးတော့ဖြစ်တဲ့ပုံစံနဲ့သူတို့နေ့စဉ်ဘဝတွေကိုအသက်ရှင်တန်နေရတာဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးစိတ်မကောင်းစိတ်မချမ်းမြေ့ဖွယ်တဲ့င်းတွေဟာဂါဇာမှာနေ့စဉ်လုံးလုံးဖြစ်ပွားနေပြီးတော့ဒီအပေါ်မှာနိုင်ငံတကာကလည်းဖြေရှင်းနိုင်ဖို့စူးစမ်းနေပါတယ်တုံတုံကလည်းခက်တာကဒီဂါဇာအရေးမှာစစ်တပ်နဲ့ဝိုင်းပတ်ပိတ်ဆို့ပြီးတော့တိုက်ခိုက်နေတဲ့အစ္စရေးဟာခေါင်းမာမာနဲ့နိုင်ငံတကာရဲ့ဖိအားကိုအာခံနေတာပဲဖြစ်ပါတယ်ဒီလိုမျိုးအစ္စရေးခေါင်းဆောင် ဝင်ကြီးချုပ်နေဒညာဟုဟာခေါင်းမလုံးတဲ့အတွက်အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့တောင်မှဆက်ဆံရေးအဆင်မပြေမှုတချို့တွေနောက်ပိုင်းမှာရှိလာတယ်။ဒေါ်နယ်ထရမ့်ကသူ့ကိုငင်းငွေ့လာတယ်ဆိုရဲသုံးသက်ချက်တွေတောင်ထွက်ပေါ်ခဲ့တဲ့အဖြစ်ဖြစ်ပါတယ်။အမေရိကန်သမ္မတရဲ့အထက်မှာမစ္စတာဒေါ်နယ်ထရမ့်နောက်အစ္စရေးဘက်ကနေခိုင်ခိုင်မာမာမမမမနဲ့ကိုဖိရင်ဖိရက်တည်တာဆိုလို့ဒေါ်နယ်ထရမ့်ကလည်းတခြားသမ္မတတွေမရှိခဲ့ဘူးပါဘူး။ဆိုတော့ဒီလိုအမေရိကန်သမ္မတဒေါ်နယ်ထရမ့်တောင်အဲစိတ်ညင်းညူရတဲ့ အနေထားမျိုးလောက်ထိအစ္စရေးနိုင်ငံကကောင်းမွန်ပါနဲ့သူ့ရဲ့ဂါဇာခြေလမ်းတွေကိုဆက်လမ်းနေတာဖြစ်ပါတယ်အခုလည်းဘာကိုကြီးညာထားလဲဘာကိုထပ်ပြီးတော့ပြောထားလဲဆိုတော့ဂါဇာဒေသကိုအစ္စရေးကစိုးမိုးသိမ့်ပိုက်ပြီးတော့စိုးမိုးသိမ့်ပိုက်ပြီးအုပ်ချုပ်သွားပြီစီမံဆောင်ရွက်သွားပြီဆိုပြီးတော့ထုတ်ပြန်ကြီးညာထားပါတယ်နိုင်ငံတကာကလည်းဒီကိစ္စနဲ့ပတ်သက်ပြီးတော့အစ္စရေးကိုထုတ်စစ်တွေရပ်တန့်ဖို့ပြီးတော့အကူအညီပေးရေးကိစ္စတွေကိုလွယ်လွယ်ကူကူနဲ့ခွင့်ပြုဖို့ PR ပေးနေပြီးတော့နိုင်ငံတကာရဲ့ သဘောထားပုံပြီးတင်းမာလာတယ်သူပြင်အမေရိကန်သမ္မတရဲ့အနေထားမျက်နှာကြီးမျက်ရည်မျက်ခဲဟာပြောင်းလဲလာနေတဲ့အတွက်သူပြင်ဒီသုံးနိုင်ငံခီးစင်မှာဆိုရင်အရှိလေပိုင်းသုံးနိုင်ငံခီးစင်မှာဆိုရင်အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကထူးထူးခြားခြားအစ္စရေးနိုင်ငံကိုဝင်ရောက်ခြင်းမရှိပဲအသွားမှလည်းမဝင်သလိုအပြန်ကျတော့လည်းမဝင်ပဲနဲ့အမေရိကန်အမေရိကန်ပြည်သူစုကိုတိုက်ရိုက်ပြန်သွားခဲ့တာတွေ့ရပါတယ်ဒါထူးခြားချက်ဖြစ်ပါတယ်ဆိုတော့အခုလက်ရှိနိုင်ငံတကာဖိအားကလည်းအာလာနေတဲ့အတွက်အစ္စရေးကဈေးစစ်တဲ့ပုံစံနဲ့ အခုဆက်ရတနာဘတ်ဆက်တဘတ်ကြာပိတ်ဆို့ထားမှုကိုအဲသူ့ဘက်ကဖြေလျှော့ပေးရလို့ပြောတယ်ပြီးတော့ဒီအကူညီပေးရေးရင်ထန်းတွေကိုလည်းဝေရောက်ခွင့်ပေးပေးနေပြီလို့ပြောတယ်ပြောတယ်ပေါ့နော် ပြီးတော့အဲ့ဒီဂါဇာနယ်ဂါဇာထဲကိုဝင်ရောက်ဖို့ဒီနယ်စပ် gate တွေမှာကုလသမဂ္ဂနဲ့နိုင်ငံတကာရဲ့အကူအညီပေးရေးယင်ယင်အစည်းအပေါင်း100ကျော်လောက်ဟာရပ်တန့်ဆောင်ဆိုင်နေရတယ်ဆိုတော့အဲ့ဒီယင်တွေဝင်ခွင့်ရနေပြီ90လောက်ဝင်ခွင့်ရနေပြီလို့ Israel ဘက်ကပြောတော်များလဲဒီအကူအညီပေးအဖွဲ့အထူးဖြင့်ဒီ Palestine ဒုက္ခသည်များဆိုင်ရာ agency UNRWA က သူတို့ရဲ့ဒီအကူအညီပေးရင်တန်းတွေဟာဂါဇာကနေနည်းနည်းပဲမောင်းရင်ရောက်နိုင်တဲ့เนาะဂိတ်မှာပို့လောင်ရင်းစခန်းတွေမှာလွတ်လွတ်လပ်လပ်သူတို့ဝင်ရောက်ခွင့်ပေးဖို့အတွက်စောင့်ဆိုင်နေရစေဖြစ်တယ်လို့သူတို့ထုတ်ပြန်ပြောဆိုထားပါတယ်ဆိုတော့ကုလသမဂ္ဂတာဝန်ရှိသူတွေကလည်းဣဇွေးနေတဲ့ဂါဇာထဲမှာမကြခင်မှာเนาะ imminent starvation စာနာရိတ်ကငတ်မုတ်ခေါင်ပါအငတ်ဘေးကြီးတခုမကြခင်မှာဖြစ်ပေါ်တော့မှာဖြစ်တာကြောင့်ဒီအကူအညီပေးရင်တန်းတွေကိုမြ мян ဝင်ခွင့်ပေးဖို့ ਨੇ အကူအညီပစ္စည်းတွေကိုဒီလိုအပ်နေတဲ့လူ ထုရှိအလင်းမြန်ဆုံးနည်းနဲ့နော်ဖြန့်ဖြူးခွင့်ပေးဖို့ပေးဖို့ကိုလည်းဣသရေအစိုးရဣသရေတာဝန်ရှိသူတွေဘက်ကနေအာမခံချက်ပေးဖို့ကုလသမဂ္ဂအရာရှိတွေကလည်းတောင်းအားပေးနေတာဖြစ်ပါတယ်ဣသရေကတော့ဒီလိုမျိုးအကူအညီတွေနောက်နေကြံ့ကြာနေရတာဒီလိုမျိုးစောင့်ဆိုင်းရတာဟာဒီနိုင်ငံတကာပေးအပ်တဲ့အကူအညီတွေအဲဂါဇာပြည်သူတွေရဲ့လက်ထဲမရောက်ပဲနဲ့ဒီဂါဇာဒေသကိုစိုးမိုးထားတဲ့ပြည်သူထဲမှာစိတ်ဝင်နေတဲ့ဟာမတ်စ်အကြမ်းဖက်သမားတွေရဲ့လက်ထဲကိုမရောက်မသွားစေဖို့အတွက် ေချာစိတ်ချရအောင်စစ်စစ်ရေးလုပ်ငန်းတွေလှုပ်ဆောင်နေရကြောင်းခုလိုမျိုးကြန့်ကြန်ရတာဖြစ်နေတယ်။ Hamas အဖွဲ့ဟာငြိမ်းချမ်းရေးမရအောင်တာစီပိတ်ပင်နေရဆိုပြီးတော့လေဒီဖြစ်တဲ့ကိစ္စအားလုံးကိုတစ်ဖက်သက် Hamas ဘက်မှာအပြစ်ဖို့ပုံချထားတာတွေ့ရပါတယ်။ဆိုတော့ Gaza ဒေသမှာဒီလိုမျိုးဖြစ်နေတာတွေနဲ့ပတ်သက်ပြီးတော့ဘယ်သူမှတာဝန်ရှိရလို့အဲကျွန်တော်တို့ပြောရမယ်ဆိုရင် Hamas မှာရော Israel မှာရောတာဝန်ရှိတယ်။ဘယ်လိုပုံစံနဲ့မဆိုအကြမ်းဖက်မှုမျိုးကိုဒါကျွန်တော်တို့ပြင်းပြင်းထန်ထန်ကဘာသူကဘာသားတွေကရောဘယ်သူကမဆိုကျွန်တော်တို့ ပြင်းထန်စွာကန့်ကွက်ရှုတ်ချမှာဖြစ်ပါတယ်။ Israel ကပဲအကြမ်းဖက်သူဖြစ်စေ၊ Hamas ကပဲအကြမ်းဖက်သူဖြစ်စေကျွန်တော်တို့အာဆန့်ကျင်ရှုတ်ချပြီးတော့ဒီအကြမ်းဖက်မှုတွေအားလုံးကိုဘယ်လိုပုံစံနဲ့မဆိုကျူးလွန်နေတဲ့ဒီအကြမ်းဖက်မှုတွေဖြက်လေးဖြက်ပိတ်ဆို့မှုတွေအားလုံးကိုရပ်တန့်ပြီးတော့လူတွေရဲ့အခြေခံရပိုင်ခွင့်ပေါ့ဒါ Israel ကရော Hamas ကရောအာမတ်ခံပေးဖို့လိုအပ်ပါတယ်။ဆိုတော့ဒီနေရာမှာပုံဟမင်းကြီးတစ်ဖြစ်လာတဲ့လီယို၁၄ပုံဟမင်းကြီးလီယို၁၄ကလည်း အစ္စရေးနိုင်ငံနေနဲ့ဂါဇာဒေသတွေကိုလုံလောက်တဲ့နော်အကူအညီတွေနော်ဝင်ခွင့်ပေးဖို့အမြန်ဆုံးဝင်ခွင့်ပေးဖို့ဆိုပြီးတော့တင်ချာချက်တွေထုတ်ပြန်ပြီးတော့ဂါဇာအရေးမှာနော်အာသူရဲ့ voice ကိုထုတ်ဖော်ပြောဆိုလာပါဝင်လာတာကိုကျွန်တော်တို့တွေ့ရမှာ။ဆိုတော့ဒီနေရာမှာကျွန်တော်တို့စဉ်းစားဖို့ကဘာလဲဆိုတော့ထူးခြားတာအဲဟိုစကလုံးလုံးပါနော်။ဆိုတော့ sufficient aid ဆိုတာအာလုံလောက်တဲ့ဂါဇာပြည်သူတွေနော် ရဲ့အငက်ပြဿနာပြေရှင်းဖို့အတွက်လုံလောက်တဲ့အကူအညီတွေပေးဖို့ဆိုပြီးတော့တိုက်တွန်းသွားတာဖြစ်တာအခုဘာဖြစ်နေရလဲဆိုတော့ဒီဂါဇာမှာဣသရေလကဒီပြီးခဲ့တဲ့2024လောက်ထဲမှာသူတို့ရထားတဲ့သဘောတူညီချက်ရစေအကူအညီပေးရရင်နှန်းကိုအစင်းတရာပဲတော့ဝင်ဝင်ပေးတယ်ဆိုတော့အဲ့ဒီသဘောတူညီချက်တွေအောက်မှာသူတို့ခွင့်ပြုထားတဲ့အစင်းတရာเนาะအကူအညီပေးရရင်အစင်းတရာဆိုတာဟာဒီဂါဇာမှာ2023ခုနှစ်အောက်တိုဘာ9ရက်နေ့ဖြစ်ခင်တုန်းကเนาะကုလသမဂ္ဂကနေ ဖြန့်ဖြူးနေတဲ့ဝင်နေတဲ့ရင်တွေကားအစင်းရေထက်တော့တိတ်နေနေတယ်လို့ပြောပါအဲ့တော့ကတော့ကားယာချီကျွန်တော်ထင်တယ်ကားအစင်း900ကျော်လောက်ပုံမှန်ဝင်နေတာဆိုတော့ဒီလိုမျိုးကုလသမဂ္ဂကနေလူသားချင်းစာနာထောက်ထားမှုအရေးကိုအင်တိုင်းအားတိုင်းလုပ်နေတာတောင်မှကာစာထဲမှာတော့ဘလုံးမမလုံလောက်တဲ့ဘလောက်ကတဲ့အခြေအနေနဲ့ရင်ဆိုင်နေခဲ့ရတာအဲ့ဒါကိုမှကားအစင်းတရားပဲဝင်ခွင့်တတ်မှတ်ထားပြီးတော့အဲ့ဒီကားလေးကိုလည်းလွတ်လွတ်လပ်လပ်နဲ့ဝင်ရောက်ခွင့်မပေးဘူးဆိုတော့တော့ဒီဒီနိုင်ငံတကာ နော် UN လိုဖွဲ့စည်းရေ UNRWA လိုဖွဲ့စည်းတယ်ပြီးတော့ Qatar UAE လိုအာရဗ်နိုင်ငံတွေရဲ့အကူအညီပေါ်မှာပဲအဓိကအမိသည်ပြုနေရတဲ့ Palestine ပြည်သူလူထုရဲ့နော်အခက်ခဲဒုက္ခဟာဘလောက်ထိကြီးမားလေးလံမလဲဘလောက်ထိဆိုးရွားလိုက်မလဲဆိုတာကိုကျွန်တော်စိတ်ကူးနေတယ်တွေးကြည့်အောင်တဲ့တယ်နော်ကော့ကော့ကုံကြီးကျွန်တော်တို့မြင်နိုင်တာဖြစ်ပါတယ်ဒါကြောင့်ပုပ်ယဟန်မင်းကြီးကနော်အကူအညီတွေလုံလုံလောက်လောက်နော်ဝင်ခွင့်ပေးဖို့ဆိုပြီးတော့နော်ချောင်းဝင်ပြောဆိုနေတာလည်းဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုး ရက်ဆက်ကြမ်းကြုတ်ပြီးတော့လူမဆန်တဲ့အဖြစ်အပျက်တွေဖြစ်နေတဲ့ဂါဇာဂါဇာကိစ္စမှာအစ္စရေးရဲ့နှုတ်ပုံကိုင်မျိုးတွေကိုဒီအနောက်တိုင်းနိုင်ငံတွေကနော်အနောက်နိုင်ငံတွေကလည်းနော်မကြေမနက်ဖြစ်လာပြီးတော့အခုဒီမနေ့ကဆိုရင်ဗြိတိန်နိုင်ငံကနော်ဘလို့အရေးယူဆောင်ရွက်မှုတွေလုပ်လာလဲဆိုတော့အစ္စရေးနဲ့ဗြိတိန်ကြားမှာနော်ဒီ1990ပြည့်နှစ်တွေကလေးကရှိခဲ့တဲ့ free trade လွတ်လပ်စွာကုန်သွယ်ရေးစာချုပ်ကိုဗြိတိန်နိုင်ငံကတစ်ဖက်သက်ရက်ဆိုင်လိုက်ပါတယ်ဆိုတော့အစ္စရေးအနေနဲ့နော် offensive ဒီလက်ရှိလုပ်နေတဲ့ဂါဇာထိုးစစ်ကိုရက်ဆိုင်ရက်တန့်ဖို့နဲ့เนาะအခုအခုညီပေးရေးကိစ္စတွေကိုเนาะခွင့်ပြုပေးဖို့ဒီအချက်တွေကိုလုံဆောင်သွားဖို့အတွက်လိုက်နာသွားဖို့တဲ့เนาะဖိအားပေးရဲ့အနေနဲ့ဗြိတိန်ကအခုလိုဆောင်ရွက်လိုက်တာဖြစ်ပါတယ်။ဆိုတော့ဒီဗြိတိန်နိုင်ငံပြင်ကိုနောက်ထပ်ဒီကနေဒါတို့ပြင်သစ်တို့ကလည်းအစ္စရေးကထိုးစစ်ကိုဆက်လုပ်နေမယ်အခုညီပေးရေးပစ္စည်းတွေကိုဝင်ခွင့်မပေးဘဲဆက်ပြီးခေါင်းမာနေမယ်ဆိုရင်เนาะသူတို့ဒီအပေါ်မှာဘလို့ action ယူရမလဲဆိုတာကိုဆုံးဖြတ်ချက်ချဖို့အတွက် မကြခင်မှာဆုံးဖြတ်ချက်ချဖို့အတွက်သူတို့စဉ်းစားသုံးသပ်မှုတွေလုပ်နေပြီဖြစ်ပါတယ်။ဒါကြောင့်လာမယ့်ရက်တွေမှာအနောက်နိုင်ငံတွေကအစ္စရေးပေါ်မှာဂါဇာအရေးနဲ့ပတ်သက်ပြီးတော့ဘလို့အရေးယူမှုတွေဘလို့ဖြစ်အပ်ပေးမှုတွေလုပ်လာမလဲဆိုတာကိုလည်းကျွန်တော်စိတ်ဝင်စားနဲ့စောင့်ကြည့်ရမှာဖြစ်ပါတယ်။အခုကဒါလက်ရှိကျွန်တော်တို့ဒီဂါဇာအရေးနဲ့ပတ်သက်ပြီးတော့ development တွေကိုကျွန်တော်တို့အဲပြောပြသွားတာဖြစ်ပါတယ်။ဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့နော်ဘာတွေဆက်ဖြစ်လာနိုင်လဲနော်အခုလက်ရှိလှုပ်ဆောင်တာတွေနဲ့ပတ်သက်ပြီးတော့ဟောအဲဘာဖြစ်လာနိုင်လဲ Israel ကရောဘာကြောင့်ဒီလိုမျိုးနော်တင်းတင်းကြပ်ကြပ် ပိတ်ဆို့တိုက်ခိုက်မှုတွေเนาะဆေးရုံတွေကိုပါပြစ်မှတ်ထားပြီးတော့เนาะဝင်းဟောက်စီးနေတာဒီအော်တိုဘာ20အဲ9ရက်နေ့နောက်ပိုင်းအစောဆေးရုံတွေကိုပါเนาะဝင်းဟောက်တိုက်ခိုက်တာเนาะဘုံကျဲတာပြီးတော့တစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်ဆွဆွဲတာဒီဆေးရုံမှာအာဟာမတ်စ်ကเนาะခြေကုပ်ယူထားတဲ့လက်နက်စခန်းတွေရှိတယ်စသည်အားဖြင့်ဆွဆွဲမှုတွေဘာကြောင့်ဖြစ်ခဲ့တာလဲเนาะဒီဟာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အနေနဲ့အဲတုံ့တချက်ကိုကျွန်တော်ရှင်းလင်းပြောပြသွားမှာဖြစ်ပါတယ်ဆိုတော့တချို့တွေကစဉ်းစားကြတယ်ဒီ နိုင်ငံတကာမီဒီယာတွေပေါ်မှာအစ္စရေးဘက်ကဒီစေယုံတွေဝင်စီးရဲ့ကိစ္စနဲ့အစ္စရေးရဲ့ထုတ်ပြန်ပြောဆိုချက်တွေပြီးတော့ဒီဟမတ်စ်တွေရဲ့ဘက်ကပြောဆိုချက်တွေနော်ပါလက်စတိုင်းတွေဘက်ကပြောဆိုချက်တွေနဲ့ပတ်သက်ပြီးတော့တချို့ကဇဝေဇဝါဖြစ်တဲ့လူတွေရှိတာပေါ့နော်ဆိုတော့ဒီကိစ္စကိုနားမလည်ဘူးအဲ့တော့ဒီဂါဇာဒေသတွေကဒီစေယုံတွေကိုစီးနင်းတိုက်ခိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကဒီသူ့ရဲ့ background ကိုတခုနားလည်ထားဖို့လိုလိုအပ်ပါတယ်အခုနောက်ကျွန်တော်စကားပလင်ခံပြောသွားတဲ့အချိန်ပဲဘယ်လိုပုံစံနဲ့အကျန်းဖတ်မှုကိုလုပ်တည်ဖြစ်စီ ကျွန်တော်တို့ကရှုံချရမှာပဲဖြစ်ပါလေဆိုတော့ဥစွာပြောလို့ပါတယ်ဆိုတော့ဒီ background ကိုကျွန်တော်တို့ဂါဇာရဲ့ background ကိုပြောရမယ်ဆိုရင်ဒီ Hamas အဖွဲ့ဖြစ်မလာခင်တုန်းကဒီ Palestine ဒေသထဲမှာเนาะမူဂျမာဆိုတဲ့အဖွဲ့အစည်းတစ်ခုကို Israel ဆိုရရှိမှာတရားဝင်မှတ်ပုံတင်ပြီးတော့ဒီဒီဘယ်လိုပြောမလဲလူမှုကူညီရေးအသင်းပေါ့နော်လူမှုကူညီရေးအသင်းမူဂျမာကိုသူဖွဲ့စည်းပြီးတော့ဂါဇာဒေသထဲမှာလူမှုရေးလုပ်ငန်းတွေကိုလုပ်ခဲ့တယ်အဓိကသူလုပ်တဲ့အုံချက်ရှိတယ်လူမှုရေးအသင်းပြင်းနေဖွဲ့စည်းရတိုင်းနိုင်ငံရေးကိစ္စရဆောင်ရွက်ပေးတယ် ဆေးရုံတွေစောက်တယ်စာတင်ကျောင်းတွေစောက်ပြီးတယ်အဲ့တော့1900ဒီ90ပြည့်နှစ်ဝန်းကျင်လောက်မှာဂါဇာဒေသတွေကဆေးရုံတွေရဲ့40ရာခိုင်နှုန်းလောက်နှီးပါဟာမူဂျမာရဲ့မူဂျမာရဲ့ဒီထိန်းချုပ်မှုကွန်ရက်ထဲမှာရှိနေတယ်လို့နော်စစ်တမ်းတွေကဒီ American Concrete လွတ်တော်ရဲ့အစီရင်ခံစာမှာဖော်ပြခဲ့တာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့အဲ့နောက်ပိုင်းမှာဘာဖြစ်လာလဲဆိုတော့ဒီမူဂျမာနော်အာမက်အယ်ဆင်ဝါရဲ့အာ ဗလီတစ်ခုပေါ့နော်အဲ့ဗလီတစ်ခုမှာဒီဗလီတွေကိုလည်းသူကစောက်ပေးတယ်အဲ့ဗလီတွေဗလီတော်တော်များများလည်းမူဂျမာမူဂျမာနဲ့ဆက်လွယ်ပတ်သက်တဲ့ဗလီတွေဖြစ်နေတာကိုတွေ့ရဆိုအဲ့ဗလီတစ်ခုထဲမှာနော်လက်နက်ခဲရင်းတွေစစ်လက်နက်ပစ္စည်းတွေတွေ့တယ်ဆိုရင်ဒီ Israel စစ်တပ်ကဝင်စီးတော့ဒီစစ်လက်နက်ပစ္စည်းတွေနော်တူလောင်ထားတာတွေ့တယ်ဆိုပြီးတော့အဲ့ကိစ္စနဲ့အာမက်အန်ဆယ်မာကိုသူတို့ဖမ်းဆီးခဲ့တဲ့ဖြစ်စဉ်မျိုးရှိခဲ့မှုပါဆိုလိုချင်တာကအဲ့ဒီ1990ပြည့်နှစ်လောက်ကလေးက ဒီဂါဇာဂါဇာဂါဇာဒေသမှာနေထိုင်တဲ့ပါလက်စတိုင်းပြည်သူလူထုแท้ကိုလူမှုရေးလှုပ်ဆောင်ချက်တွေနဲ့ဒီအဲမူဂျမာလို့ခေါ်တဲ့ဟာမတ်ရဲ့ပင်မမိခင်ဖွဲ့စည်းဟာလက်ဆိုင်စွာထိုးပေါက်စိတ်ဝင်ပြီးတော့အမြစ်တွင်နေခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီ Antifada Arab အုံကြွမှုပေါ်ပေါက်လာတဲ့အချိန်မှာဟာမတ်အဖွဲ့เนาะခွဲထွက်ပြီးတော့ဟာမတ်ဆိုပြီးတော့ဟာမတ်ဆိုပြီးတော့ဖြစ်လာပြီးတော့ အာလက်လက်ကန်လှူရှားလာပြီမဲ့သူ့ရဲ့မူလပင်မအဖွဲ့စည်းနဲ့ဆက်ပြတ်ခဲ့တာမျိုးမရှိပါဘူးမရှိဘူးလို့ပဲကျွန်တော်တို့ပြောရမှာဘာကြောင့်လဲဆိုတော့ဒီမိခင်ဖွဲ့ဖွဲ့စည်းရနေပဲထုတ်ပေးလိုက်တဲ့အဖွဲ့ဖြစ်တဲ့အတွက်ဒီလူထုကြားထဲမှာသူကထောက်ခံမှုရနေတယ်နောက်ထပ်အဲဒီလိုမျိုးဒီဂါဇာပြည်သူလူထုတော့ပါလက်စတိုင်းတွေကြားထဲမှာအမြင့်တွယ်နေရတဲ့အကြောင်းရင်းကနောက်တစ်ချက်နောက်တစ်ချက်ကဘာလဲဆိုတော့ဒီပါလက်စတိုင်းခေါင်းဆောင်ယာဇာအရာဖတ်နဲ့ဒီဟာမတ်စ်တို့ဖာတာတို့ဒီ2000ပြည့်နှစ်အကျော်မှာ ိုင်ငံတကာရဲ့ကမ္ဘာကမ္ဘာကထပြုမှုနဲ့လုပ်ခဲ့တဲ့ဒီဒေသံကရွေးကောက်ပွဲတွေမှာဒီနိုင်ငံရေးစီးရုံးရေးတွေလှုပ်တော့ရာဇာအာရာဖတ်ဘက်ကငွေလဲသုံးစားလှုပ်တာရှိတယ်သူရဲ့တော့နိုင်ငံတကာကဒီအော့စလိုသဘောတူညီချက်နောက်ပေးလာတဲ့အကူအညီငွေထဲကနေသူပုံကိုရေးနိုင်ငံရေးရည်မှန်းချက်တွေပုဂ္ဂလနိုင်ငံရေးရည်မှန်းချက်တွေမဲဆယ်စီးရုံးမှုတွေမှာဘီလီယံပေါင်းမြောက်များစွာအသုံးပြုခဲ့ရဆိုရက်တော့စီရင်ခန်းစားတော့တရင်စိုးတွေလည်းထွက်ခဲ့တယ်အဲအဲ့ဒါကြောင့်ဒီ PLO ပေါ် PLO နဲ့ပတ်သက်ရင်ဒီပါလက်စတိုင်းပြည်သူလူထုက အာဟိုကြီးညိုရင်းဆွဲရှိတော်ကလည်းတိတ်ပြီးတော့အာအပေးထောက်ခံမှုလိုက်လိုက်လည်းလည်းတိတ်မရှိဘူးလို့ပြောရမယ်ဒီဟာမတ်ကျတော့အဲ့ဒီအချိန်မှာသူကဘာလုပ်နေလဲဆိုတော့သူရရှိတဲ့ရန်ပုံငွေတွေက90ရာခိုင်နှုန်းကျော်ကိုဂါဇာထဲကပါလက်စတိုင်းပြည်သူတွေရဲ့လိုအပ်ချက်ဟူသမျှကိုဖြည့်ဆည်းပံ့ပိုးနေတယ်နော်အလူတွေပြီးနေခဲ့တဲ့အတွက်နော်ပြည်သူလူထုရဲ့စေရသားပြည်သူလူထုရဲ့ထောက်ခံမှုပေါ့တောင်းတောင်းဖြားဖြားအဲ့ဒီရင်းကသူကရရှိခဲ့တာဖြစ်ပါတယ် ဆိုအဲ့နောက်ပိုင်းကစပြီးတော့နိုင်ငံရေးအပြောင်းလဲတွေနဲ့တူဟာမတ်စ်ကဂါဇာဒေသကိုနိုင်ငံရေးစစ်ရေးရမှာထိန်းချုပ်ယုံတာမကမင်းနဲ့အဲ့ဒီပါလက်စတိုင်းလူထုလူအဖွဲ့အစည်း community ထဲမှာပါနက်နက်ရှိုင်းရှိုင်းအမြင့်တွင်နေခဲ့တာဖြစ်ပါတယ်အဲ့တော့ဒီဂါဇာဒေသတွေကလူမှုအသင်းပင်းတွေဘလီတွေနော်ဆေးရုံတွေဆိုတာကလည်းဟာမတ်စ်နဲ့လုတ်ကင်းနိုင်တဲ့ဟာမရှိတော့ဘူးလို့ပဲကျွန်တော်တို့ကပြောရမှာဖြစ်ပါတယ်ဒါကြောင့်လဲဒီစစ်စင်ရေးကြီးတွေဝင်လုတ်တဲ့အခါမှာ อิสราเอลကဆေးရုံတွေကိုပြတ်မှတ်ထားပြီးတော့ဝင်ရောက်စီးနင်းတိုက်ခိုက်တဲ့အခါမှာเนาะဒီလိုမျိုးလက်နက်တွေတွေ့တယ်ဥမင်လိုင်းကောင်းတွေတွေ့တယ်ဆိုတာဒါတိတ်ပြီးတော့ထူးဆန်းတဲ့ကိစ္စတော့မဟုတ်ပါဘူးဆိုတော့ဘယ်သူမှတာဝန်ရှိလဲဆိုတော့ဟာမတ်စ်မှာအဲ့ဒီကိစ္စတွေအတွက်တာဝန်ရှိနေတာဖြစ်ဖြစ်ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့เนาะကွက်ကွက်ကုံကွင်းဟိုကွက်ပြီးတော့ပြောရမယ်ဆိုရင်ဟာမတ်စ်ပုံမှာတာဝန်ရှိနေတာဖြစ်ပါတယ်ဒါပေမဲ့တစ်ခုလုံးခြုံပြီးအဲဘယ်သူတွေမှတာဝန်ရှိလဲဆိုရင်တစ်ဖက်နဲ့တစ်ဖက်เนาะအေဂျင့်ဆိုတာမနေထိုင်ခြင်းပဲနဲ့ တစ်ဖက်နဲ့တစ်ဖက်အပြစ်ပြက်ခြေမုံလို့လည်းအလွန်ကျုံ extreme အယူဆတွေကိုဂိုင်ဆွဲထားရင်တစ်ဖက်စလုံးမှာနော်တာဝန်ရှိတယ်လို့ပဲကျွန်တော်တို့ပြောချင်ပါတယ်အဲ့တော့နောက်တစ်ခုအခုလက်ရှိနေထားမှာ Israel ကနော်ဂါဇာထိုးစစ်ကိုပြန်ပြီးဆင်နွှဲလာတယ်ဆိုတော့ဒီလိုမျိုးတင်းတင်းကြပ်ကြပ်အကြမ်းမ်းနဲ့အကင်တွေတဲ့ဟာကတကယ်ရောအဖြေဖြစ်ပါမလားပထမပိုင်းကတော့အဖြေဖြစ်ရင်ဖြစ်လိမ့်မယ်ဘာကြောင့်လဲဆိုတော့အဲ့ပထမပိုင်းက Israel ရဲ့စစ်စင်တိုက်ခိုက်မှုတွေကြောင့်เนาะကျွန်တော်တို့ဒီရှေ့ကဗီဒီယိုတွေမှာဒီ Israel ရဲ့ ီအရှိလေပိုင်းနဲ့ပတ်သက်တဲ့ program တွေမှာကျွန်တော်တို့ပြောခဲ့တဲ့အတိုင်း Israel ရဲ့ဒီစစ်စင်တိုက်ခိုက်မှုတွေဟာတစုံတရာစစ်ရဲရအောင်မြင်မှုတွေပေးစွမ်းခဲ့တာကိုကျွန်တော်တို့မြင်တွေ့ခဲ့ရတယ်။တော့ကျွန်တော်တို့ဟိုဒါတွေကိုထပ်ပြီးတော့မပြောတော့ဘူးရှည်သွားမှာဖြစ်တဲ့အတွက်ဆိုတော့အဲ့ဒီရရလန့်ဖြစ်ကျွန်တော်တို့ဒီဒီနှစ်ရဲ့2025ခုနှစ်မတ်လထဲမှာကျွန်တော်ထင်တယ်20ဝန်းကျင်လောက်မှာတော့ချူချားရေးကိစ္စတခုဖြစ်ပေါ်ခဲ့တယ်။အဲ့ဒါဘာလဲဆိုတော့ဒီ Kionis မြို့မှာ ါလက်စတိုင်းပြည်သူလူထုထောင်ပေါင်းများစွာကဟာမတ်အဖွဲ့အစည်းကိုဆန့်ကျင်ဆန္ဒပြရတဲ့လမ်းပေါ်ထွက်ပြီးတော့ဆန့်ကျင်ဆန္ဒပြရတဲ့ဖြစ်စဉ်ကြီးတခုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ဒါနိုင်ငံရေးကတိတ်ကိုထူးခြားလေးနှစ်ပါတယ်။ဆိုတော့ရှေ့ကဖြစ်နေရဲ့ဖြစ်စဉ်တွေရဲ့ဂွင်းဆက်နော်နောက်ဆက်တွဲအကျိုးရလဒ်လို့ပြောရင်လည်းကျွန်တော်မမှတ်ပါဘူး။ဂါဇာဒေသဆိုတာဆိုတာကျွန်တော်ခုနပြောတဲ့အတိုင်းပဲဟာမတ်ရဲ့လုံးဝနော်အမာခံနေမြေဟာမတ်ထိန်းချုပ်ထားတဲ့လုံးဝအမာခံနေမြေဆိုတော့ဟာမတ်လို့နော်လက်နက်ကင်အကြမ်းဖက်အဖွဲ့အစည်းကို နော်မကြောက်မရွံ့ပဲနဲ့သေမာတော့မကြောက်ပဲနဲ့နော်ထွက်ပြီးဆန္ဒပြရဲပြီဆိုတော့အနေထားဒီပါလက်စတိုင်းပြည်သူလူထုထဲမှာသူတို့ရဲ့ခံစားချက်တွေနဲ့ပတ်သက်ပြီးတော့အမြင်သဘောထားတွေဘလောက်ထိဟာမတ်ပေါ်မှာပြောင်းလဲနေပြီလဲဆိုတာကိုကျွန်တော်မြင်တွေ့ရတာဖြစ်ပါတယ်ဆိုတော့ဒီဂါဇာကိုဂါဇာအရင်နဲ့ပတ်သက်ပြီးတော့အနောက်တိုင်းကနော်တောက်လျှောက်သူတို့လှုပ်လာခဲ့တဲ့အဲလမ်းစဉ်ကနိုင်ငံရှင်သွင်းနေထိုင်ရင်အဲ့နိုင်ငံရှင်သွင်းနေထိုင်ရင်ပါလက်စတိုင်းနိုင်ငံထူထောင်ရေးအတွက်နော်လို့အာ အဓိကအရေးပါတာကဘာလဲဆိုတော့ moderate ဖြစ်တဲ့ Palestine နိုင်ငံရေးအဖွဲ့အစည်းဥပမာအဖြစ်ဒီ PLA လို့ Palestine အာဏာပိုင်အဖွဲ့လို့နော်အဲ့ဟိုအဖွဲ့အစည်းမျိုးတွေကိုသူကအာဆွဲထုတ်ပြီးတော့မှနော်အားပေးပြီးတော့မှ Palestine နိုင်ငံထိတောင်းပြီးတော့ဒီအရှေ့လေပိုင်းပြဿနာကိုဖြေရှင်းမယ်ဆိုရက်ညောင်ပန်းချက်နဲ့1993ခုနှစ်အော့စလိုငြိမ်းချမ်းရေးသဘောတူစာချုပ်ကနေသူတို့ခြိတက်လာခဲ့တာဖြစ်ပါတယ်။ဆိုတော့ဒီဂါဇာဒီအနေထားမှာဒီ2023ခုနှစ်ဟာမတ် အကြမ်းဖက်တိုက်ခိုက်မှုပေါ်လာတဲ့ချိန်မှာအစ္စရေးကဝင်ရောက်ဆစ်ဆင်နေဆိုတာကလေအဲ့ဒီသူတို့ခြိတ်သက်သွားမဲ့နော်လမ်းစဉ်ကိုနှောက်ရှက်မဲ့ဟာမတ်စ်ကိုအမြင့်ပြတ်ချိန်မုံပြီးတော့ဒီ PLA ကိုနေရာပေးဖို့ပါလက်စတိုင်းအာဏာပိုင်ဖွဲ့ဖာတာဖွဲ့ကိုမမ်ဘတ်အဘက်စတိုအဖွဲ့ကိုနေရာပေးဖို့ခြေခင်းလက်ခင်းပြင်ဆင်နေရတယ်လို့ကျွန်တော်ကယူဆရတယ်အဲ့လိုပုံစံနဲ့ပဲသွားနေတယ်လို့ယူဆရတယ်ဒါပေမဲ့ပြဿနာကဘာလဲဆိုတော့အစ္စရေးအစိုးရဖွဲ့ထဲမှာလက်ရာစွန်းရောက်ခေါင်းအင်လွန်မာတဲ့နော်နိုင်ငံရေးသမားတွေပါပါနေတာကိုအာတွေ့ရတယ် အခုလက်ရှိခေါင်းဆောင်နေတဲ့နေတညာဟုကလည်းလက်ရဆုံးရောက်ခေါင်းဆောင်တစ်ယောက်ဖြစ်တယ်လို့သူဟာအကြမ်းဖက်တိုက်ခိုက်မှုအော်တိုဘာ9ရက်နေ့တိုက်ခိုက်မှုမတိုင်ခင်မှာသူ့ရဲ့နိုင်ငံရေးလီဂျင်စီဟာဒီအစ္စရေးနိုင်ငံရဲ့နော်တရားဥပဒေစနစ်ကြီးတစ်ခုလုံးကိုတရားစီရင်ရေးစနစ်ကြီးတစ်ခုလုံးကိုလုံးဝအခြေခံကြကြပြုတ်ပြင်ပြောင်းလိုက်ပြီးတော့အုပ်ချုပ်မှုနော်နိုင်ငံတော်အုပ်ချုပ်မှုရဲ့အောက်မှာထားရှိဖို့ပြင်ဆင်နေတဲ့အတွက်အစ္စရေးပြည်သူလူထုတည်းရဲ့လုံးရဲ့ เนาะสั่นเจ๋งหมู่เนี่ยยินสั่นยะได้ก้องส่องเลยဖြစ်ไปสรุปตู้เนี่ยดีနိုင်ငံရေးဘဝရှင်တန်ဖို့အတွက်ရုံးကန်နေရတာကြောင့်သူ့ရဲ့အစိုးရအဖွဲ့เนาะလက်ရှိအစိုးရအဖွဲ့တည်မြဲရေးတဲ့ပုံပြီးတော့ extreme ဖြစ်တဲ့လက်ရာဇွန်ရောက်တွေကိုဤဂျူးလက်ရာဇွန်ရောက်နိုင်ငံရေးသမားတွေကိုသူကအားကိုးနေရအနေအထားမျိုးကိုရောက်သွားတယ်အဲ့တော့သူ့ကိုဂျိုးသူ့နိုင်ငံရေးအမျက်ကိုပဲကြည့်တဲ့နေတညာဟုကြောင့်เนาะအခုဒီလိုမျိုးဆိုးရပြင်းထန်တဲ့เนาะကိစ္စတွေအဲလမ်းလွဲပြီးတော့ pop up နေတယ်လို့ကျွန်တော်တို့ပြောလို့ရပါတယ်ဆိုတော့ဒီလိုမျိုး ပါလက်စတိုင်းခံယူနစ်မှာဖြစ်ပေါ်ခဲ့တဲ့ဆန္ဒပြပွဲကိုကြည့်ရင်ပါလက်စတိုင်းပြည်သူလူထုရဲ့သဘောထားဟာလူထုသဘောထားသုံးတရားပြောင်းလဲနေတာကိုဒါကို exploit ကောင်းကောင်းသုံးချပြီးတော့เนาะဒီဂါဇာရေးကိုဖြည့်ရှင်းမဲ့စားဒီလိုမျိုးစစ်စင်တိုက်ခိုက်မှုတွေလုပ်တဲ့အတွက်ငကိုရရှိပြီးသားအဲ့ဒီလူထုရဲ့ Hamas ပေါ်မှာသဘောထားပြောင်းလဲမှုအကျိုးရလက်ဟာပြက်ပြယ်သွားနိုင်စရာရှိပြီးတော့နောင်ရေးပို့ပြီးခတ်ဖို့ပဲရှိနိုင်တယ်လို့ကျွန်တော်တို့ သုံးသက်တင်ပြလိုက်ရပါတယ်ပြည်သက်များအားလုံးရှင်လန်းချမ်းမြေကြပါစေခင်ဗျာ